โอเคခုချိန်တော့ဆိုရင်တော့အားလုံးလည်း Roblox ဆော့လို့မရတော့ဘယ်လိုလေးတိုင်ပတ်နေကြမှာတင်ပါတယ်။ဆိုတော့ Roblox အောင်သိချင်နေကြမယ် Roblox ဘာလို့ခုလိုဖြစ်သွားရလဲဆိုတာနဲ့ Roblox ဆော့လို့အဆင်ပြေမယ်ဘူပီယံလေးတွေကိုကျွန်တော်ပြပြပေးသွားပါမယ်။ဘာလို့ခုလိုဖြစ်သွားရလဲဆိုတာကတော့ရှင်းပြရမယ်ဆိုလို့ရှိရင်တော့အားလုံးထင်နေကြသလိုမျိုးမြန်မာစာပါကြီးကြာသွားတာလုံးဝမဟုတ်ပါဘူး။တကယ်တော့ Roblox မှာမြန်မာစာပါဆိုပြီးတော့ဘယ်တော့မှမအောင်မရှိခဲ့ဘူးတာပါ။ကျွန်တော်ခုချိန်လေးဆော့နေတဲ့စာပါတွေကစင်ကာပူ၊ဂျပန်၊ဟောင်ကောင်၊အိန္ဒိယစာပါတွေပဲဖြစ်ပါတယ်။ ခဲ့ဖြစ်မှန်တော့ရိုဘိုအသေးအသေးဆုပ်လုပ်လိုက်တာနဲ့ညမာနိုင်ငံရဲ့ဝါဖန်ကျူးတွေငမန်းကြိုက်တာနေ connection တွေသုံးလို့မရတာမှအမှအလုံးရောက်ပြီးအကောင်ရှုပ်ကုန်တော့တာပါပဲခုလက်ရှိရိုဘိုဆော့ကျင်နေဆိုလို့ရှိရင်တော့အစီအမင်း VPN လေးတွေကိုကျွန်တော်ပြပြပေးသွားပါမယ်ဒါမှမဟုတ်တခုရှိတာ VPN ချော်သုံးတာကဘန်းခံရနိုင်ရှိတာမို့လို့အလုံးစစ်စစ်ရှင်တော့ဆော့စီချင်ပါတယ်ပထမဆုံး VPN ကတော့နောက် VPN မဖြစ်ပါတယ်ဒီတစ်ခုကတော့ line swear တော်တော်ကောင်းတဲ့အပြင်ဟိုမှာခင်းနေရောက်သွားတဲ့အခါကျရင်ပင်ကျသွားတာမျိုးလည်းမရှိတော့တော်တော်အဆင်ပြေတယ်ဗျဒါမှမဟုတ်တခုရှိတာကဒီ VPN ကတစ်ပတ်ကျော်သွားရင်ဝယ်သွားပါတယ် ဒါပေမဲ့ Roblox ကဒီ error ကိုပြင်မိတဲ့အချိန် VPN နေမလိုတော့မလို့လောလောဆယ်သုံးမယ်ဆိုရင်တော့အဆင်ပြေရပြဒုတိယတစ်ခုကတော့ချမ်းချမ်း VPN မှာဒီ VPN ကတော်တော်များများသိမဲ့ VPN မှာသူကခုနကတည်းက line ဆွဲရတော်တော်လေးပိုကောင်းတဲ့အပြင်မှာခင်းနေရောက်သွားရင်ပြင်ကြောက်တာမျိုးရှိတော့တကယ်အဆင်ပြေပါတယ်ဒါပေမဲ့တခုရှိတာကသူကတနားရီစားပဲရတာမို့လို့အနားရီကန်းတန်းဖြစ်သုံးရင်တော့ Premium ဝယ်သုံးရပါလိမ့်မယ်တတိယတစ်ခုကတော့ Potato VPN မှာဒီ VPN က Roblox ဆော့လို့မရခြင်းတော့အားလုံးသုံးမှုကြတဲ့ VPN ဖြစ်တာမို့လို့ခုချင်းတော့စပိုင်နဲ့ညက်နေပါပြီဒါကြောင့် တော့ဖို့ဆိုလို့ရှိရင်တော့ချိဖို့တော့တော်တော်လေးအချိန်ပေးရမယ်လို့ထင်ပါတယ်။ live swear ကတော့တော်တော်လေးခုံးနေတယ်မှာပါပါတယ်ဗျ။နောက်တစ်ခုကတော့ game VPN ပဲဖြစ်ပါတယ်ဒီတစ်ခုက Roblox ကိုအစဉ်ပြေဆုံး VPN လို့ပြောလို့ရပါတယ်။သူက live chat တော်တော်ကောင်းတဲ့အပြင်မှာအချိန်ကန့်သတ်ရမရှိတော့တောင်းရတာတကယ်ကိုအစဉ်ပြေပါတယ်။သူ့ကိုဘာလို့အသင့်တော်လို့ပြောရတာလဲဆိုလို့ရှိရင်တော့သူ့ရဲ့ server ကြီးထဲမှာကျွန်တော်တို့ server ရှိတဲ့ Singapore server ပါနေတာကြောင့်မို့လို့ဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ခုက Roblox ကိုအသင့်တော်ဆုံး VPN လို့ပြောတာပါ။နောက်တစ်ခုကတော့ speed top VPN ပဲဖြစ်ပါတယ်။ဒီတစ်ခုကလည်း live swear တော်တော်ကောင်းတဲ့ VPN ပါ။ ဆော့နေတဲ့အချိန်မှာတော့တူးမကဘက်ကလုံးဝမစိမ်းဘူးပြောလို့ရပါတယ်။ဒါပေမဲ့သူကတနအီစားပဲရတာမို့လို့အချိန်ကန့်သတ်မရှိဆော့နေတယ်ဆိုလို့ရှိရင်တော့ပရီမီယံဝယ်သုံးဖို့လိုလိုပါမယ်။ Okay ကျွန်တော်ခုပြောသွားတာတွေကတော့လက်ရှိ Roto Shop ကိုအဆင်ပြေဆုံး VPN နေဖြစ်ဖြစ်ပါတယ်။ကျွန်တော်ပြောသွားခဲ့တဲ့မှာပါပဲ။ Roto Shop လို့အဆင်ပြေတဲ့ VPN နေရှိရင်လည်း comment မှာရေးသွားခဲ့ကြပါအောင်။နောက်ထပ်ပြီးမှကျွန်တော်ကတော့ VPN နဲ့ဆော့တာကဘန်ခံရတဲ့ညီရှိတာမို့လို့အားလုံးကို view site ဆော့ကြဖို့မှာကျင်ပါတယ်။ Okay ဒီနေ့တော့လောက်ပါပဲ။ကျွန်တော်တို့နောက် video မှာအတူတူပြန်တွေ့ကြတာပေါ့။